စစ်တပ်ကကင်းထောက်လန့်သည့်စပိုင်ဘောလုံးများစတင်တုံဆွဲလာ အာဏာသိမ်းစစ်တပ်ကအခုရပိုင်းတွင်မြန်မာပြည်လယ်ပိုင်းကမြို့နယ်တချို့မှာကင်းထောက်လန့်တဲ့စပိုင်ဘောလုံးများကိုစတင်တုံဆွဲလာတယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေစီကသိရပါဗျ။မြိုင်မြို့နယ်ခြေဆိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ကကျွန်တော်တို့မြိုင်မြို့နယ်အနောက်ပိုင်းကတချို့နေရာတွေမှာအခုအောက်တိုဘာ22ရက်နေ့ညနေ3:00လောက်မှာစစ်တပ်ကလွှတ်တင်တဲ့ စပိုင်ဘောလုံးတွေကိုစပြီးမြင်တွေ့ရတာလို့ပြောပါတယ်။အဆိုပါစပိုင်ဘောလုံးတွေကိုစစ်ကောင်စီတပ်လက်အောက်ခံ မုံရွာခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခရဲကနေလွတ်တင်နေတာလို့ဆိုပါတယ်။ဘုတလီမျိုးနဲ့ပါကဖာတာဝန်ကကိုကျွက်ကလေးကအဲ့ဒီစပိုင်ဘောလုံးတွေကကင်းထောက်လန်ဒရုန်းတွေလိုပဲမြေပြင်လှုပ်ရှားမှုတွေကို ထောက်လှမ်းတာပါ။မုံရွာနမခရဲကနေကင်းထောက်ဒရုန်းတွေအစားစပိုင်ဘောလုံးတွေလှုပ်တင်ပြီး စမ်းသပ်အသုံးပြုနေတယ်လို့သိရပါတယ်။သူကပါရာမော်တာတို့ဂျိုင်ရိုကော်ပတာတို့လောက်တော့အမြင့်ကြီးတော့မပြတ်နိုင်ဘူး။ကင်းထောက် drone တွေတက်အချိန်ကြာကြာပြန်တန်းနိုင်တယ်လို့သိထားတယ်။လက်နက်ငယ်တွေနဲ့ပစ်ချရင်ပြီးနိုင်တဲ့အနေအထားမှာရှိတယ်။ကျွန်တော်တို့ဘူးတလင်နယ်ထဲမှာတော့ပြီးခဲ့တဲ့တစ်ပတ်လောက်ကတည်းကအဲ့ဒီ spy ဘောလုံးတွေတွေ့တွေ့နေရတာလို့ပြောပါတယ်ရှင်။